အဲဒီနေ့ကမင်းဖွင့်ပွဲအစီအစဉ်ကြီးအားလည်းနောက်ပိုင်းအစီအစဉ်တွေကိုရောက်ရှိလာပါပြီအဲ့တော့အဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ Granny Data မှာတော်လန်ပြည်သူတွေနဲ့အတူစပေးဆောင်ပြည်သူတွေနဲ့အတူစပေးဆောင်တွေရဲ့ကျမကြီးစာဝတ်နေကြီးတော်လန်ကြီးလုပ်ငန်းတွေကိုတောက်လျှောက်အမြဲတမ်းပါဝင်အားဖြစ်နေတဲ့လုပ်ငန်းဆောင်ရွက်နေတဲ့ကျွန်တော်တို့အမတယောက်ရဲ့အစီအစဉ်ကိုရောက်ရှိလာပါပြီအမမတ်တင်စာအေးကိုဖိတ်ခေါ်ပြရစီခင်ဗျကလင်းရန်ကုန်အဖွဲ့ကပါ အမကတော့ကျွန်တော်တို့အမေစုပြောကြခဲ့တဲ့ဒီစကားတွေစကားစုတွေအမှတ်တရတွေကိုပြန်လည်ဖတ်ပြတင်ဆက်ပေးမှာပါဟုတ်ကဲ့ပါအမကြီးဖိတ်ခေါ်ပါရခင်ဗျာဟုတ်ကဲ့ပါမမတင်တာအဲကြားလာမသိဘူးခင်ဗျာโอเคว่ะ โอเคပါจ้าပါခင်ဗျာโอเคအားလုံးပဲမင်္ဂလာပါရှင်အဲဒီနေ့အဲကျမတို့ချစ်ခင်လေးစားရတဲ့အမေတို့အောက်ဆန်းစုကြည်ရဲ့အသက်80ပြည့်ငွေလေးကမ်ပိန်း live ဖွင့်ဝယ်လေးမှာပါဝင်ပြီးတော့ကူညီပေးခွင့်ရတဲ့အတွက်ခင်မနဲ့တကွကမ်ပိန်းစီစဉ်သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်လို့ဥစားပနာမှပြောကြားလိုပါတယ်ဒီနေ့ကျမတို့ ဖြစ်ရတဲ့ဒေသရတဲ့အမေဒေါ်အောင်ဆန်းစုကြည်အမေရဲ့စကားတွေနဲ့ပဲပေါ့နော် ကျမတို့ဒီကာလတက်ရှောက်မှာဆိုလို့ရှင်အာယူခဲ့ရတယ်ဒီနေ့ဒီချိန်ထိလဲအမေပြောခဲ့တဲ့စကားတွေတဲကနေပဲကျမတို့ခွန်အားတွေအများကြီးရခဲ့တယ်ပေါ့နော်ဒီနေ့မှာဆိုလို့ရှင် ကျမအမေဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားလေးတစ်ခုကို ကျမအရင်ဆုံး ဖပြခွင့်ပြုပါဟောပြောဝေးလေးတစ်ခုမှာအမေပြောခဲ့တဲ့စကားလေးဖြစ်ပါတယ်အမေကဘာပြောခဲ့လဲဆိုတော့အင်မတန်မှစွန့်လွတ်အနစ်နာခံပါတယ်ဆိုပြီးကိုကိုကိုပြောတဲ့သူတွေကိုခတ်ချောက်ချောက်ပဲကျမစိတ်ထဲမှာလေအဲ့လိုပြောတဲ့သူတွေကတနေ့နေ့တစ်ချိန်ချိန်တစ်ခါခါမှာအကျွေးများတောင်းမလားလို့ဒီလိုဒီလိုလေးလုတ်ပေးခဲ့လို့ ဒီလိုစွန့်လွတ်ခဲ့လို့ဒီလိုပြန်ပြီးတော့ပေးပါလို့အဲ့လိုတောင်းမလားဆိုပြီးတော့စိုးရိမ်မှုတွေရှိတယ်။ဒါကြောင့်မို့လို့ကျမကိုအနစ်နာခံတဲ့စသဖြင့်ပြောရင် ကျမနင်းနေမျက်နှာပူတယ်။စိတ်ထဲမှာတမျိုးဖြစ်တယ်။ကျမအနစ်နာခံတယ်လို့ကျမကို ကျမမယူဆဘူး။ကျမလှုပ်ချင်တဲ့ကိစ္စကို ကျမရွေးချယ်တယ်။ကျမရဲ့ရွေးချယ်မှုအရကျမလှုပ်တယ်။အဲ့တော့ဒီလိုလုံနိုင်တာကိုပဲ ချိန်နဲ့တည်းဒီလိုလောက်ရလို့အမြဲစိတ်ချမ်းသာတယ်လို့တော့မဟုတ်ဘူးပေါ့နော်ဒီလိုလောက်ရတာလဲသူ့ဒုက္ခနဲ့သူရှိတာပဲဒါပေမဲ့ကိုရွေးတဲ့ဒုက္ခပဲကိုရင်ဆိုင်လိုက်ပေါ့မဟုတ်ဘူးလားတဲ့ဒါလေးကအမေပြောခဲ့တဲ့ဟောပြောဝဲလေးတစ်ခုကစကားစုလေးဖြစ်ပါတယ်ဒီနေ့ဒီချိန်မှာ ကျမတို့ကိုယ်တိုင်လည်းဘသူရဲ့စိတ်ခိုင်းမှုနဲ့မှမဟုတ်ဘဲနဲ့ကိုကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကိုကျမတို့လျှောက်လန်းနေကြတာပါဒီလျှောက်လန်းနေကြတဲ့ကျမတို့ယုံကြည်ရာလမ်းကိုအဆုံးထိရောက်အောင်ကျမတို့ရည်ရွယ်တဲ့ပန်းနာရောက်အောင်လျှောက်ဖို့ကလည်းကျမတို့အားလုံးရဲ့တူညီတဲ့ပန်အနိမရည်မှန်းချက်ဖြစ်ပါတယ်ဒါနဲ့ဆက်ဆက်ပြီးတော့အမေပြောခဲ့တဲ့ဟာလေးပေါ့နော်စကားလေးတစ်ခုကိုလည်းထပ်ပြီးတော့ဆက်လက်မျှဝေပေးလိုပါတယ် ကျမတို့လူတွေကကိုဘဝကိုဘာအတွက် ဖြစ်စေချင်တာလဲကျမတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျမတို့လုံးဝရှောင်လို့မရတဲ့ဟာက နောက်ဆုံးမှာတော့ကျမတို့အလုံးဟာအနေဆာသဘောတရားအရာကိစ္စချောရမှာပါပဲအဲ့ဒီချိန်ရောက်တဲ့အခါကျတော့ဘလို့စိတ်တက်နဲ့ရှိချင်လဲဆိုတာကတော့ကိုကိုကိုဆုံးဖြတ်ကြပါကျမကတော့ အကျွေးမပါသွားခြင်းပါဘူးဘဝအကျွေးတွေမပါသွားခြင်းပါဘူးအဲ့ဒီတော့ဒီဟာကိုစဉ်းစားကြပါ ကိုယ့်ဘာသာကိုစဉ်းစားကြပါစွန့်လွတ်ပါကျမမပြောလိုဘူးကိုယ့်အတွက်ကို မလုံးနဲ့လို့မပြောလိုဘူးကျမတိုက်တွန်းချင်တာကတော့တတ်နိုင်သမျှကိုယ့်ရဲ့တိုင်းပြည်အတွက် ကိုရဲ့အရင်တုန်းက အတူတူ ပေါက်ဖွာလာတဲ့ပြည်သူပြည်သားတွေအတွက်တတ်နိုင်သမျ လုံပေးနိုင်သမျှလုံပေးကြပါတခြားဟာမလုံပေးနိုင်ရင်တောင်မေတ္တာပို့ကြပါစေတနာထားကြပါဆိုပြီးတော့ကျမတို့ချစ်ခင်လေးစားရတဲ့အမေတို့အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်ကျမတို့ဒီနေ့ဒီချိန်မှာလဲအမေရဲ့စကားကိုနားထောင်ပြီးတော့ကျမတို့လိုလားတဲ့ Federal Democracy နိုင်ငံတော်အစ်စ်ကိုရောက်အောင်အတူတူရှောက်လန်းကြပါလို့ဒီနေ့အနေပြီးတော့ မြတ်တာရက်ခံပြောကြားလိုပါတယ်။ကျမကိုယ်တိုင်လည်းကင်းဒီမြေပြင်မှာရှိနေတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒီကာလကြီးကခက်ခဲကြမ်းတမ်းနဲ့ခက်ခဲကြမ်းတမ်းနဲ့အလျောက်ကျမတို့ကကျမတို့လေးစားရတဲ့အမေစကားကိုသေချာနားထောင်ပြီးတော့ကျမတို့ရည်ရွယ်ရာ ပန်းတိုင်းအထိဆက်လက်ရှောက်လန်းသွားပါမယ်လို့ထင်ကြားနေပြီးတော့ခတိပေးချင်ပါတယ်။ကျမတို့ချစ်ခင်လေးစားရတဲ့အမေအမြဲဆုံးလွတ်မြောက်ပါစေလို့လည်းထင်ကြားနေဆုတောင်းမြတ်ကျေးဇူးတင်ပါ ဟုတ်ကဲ့ပါမကြီးအခုလိုမျိုးအမေပြောခဲ့တဲ့အမတရားစကားလေးတွေကိုပြန်လဲပြောပြရင်းနဲ့ကျွန်တော်တို့ဒီကမ်ပိန်းဖွင့်ပွဲလေးမှာ ပါဝင်အားဖြည့်တဲ့အတွက်အားလုံးရဲ့ကုသကျေးဇူးတင်ပါတယ်